ပရိသတ်များအားလုံးကိုကျမတို့ရဲ့နိုင်မီလီယံ channel ကပြန်လည်လို့ကြိုဆိုလိုက်ပါတယ်။ဟုတ်ကဲ့ပါကျမတို့ရဲ့ channel ကနေပရာလောကဇလံကောင်းတွေကို တင်ဆက်ပေးနေတာဖြစ်ပါတယ်။အဲဒါကြောင့်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ရတဲ့ like and subscribe လုပ်ပြီးတော့ဘေးနားက notification လေးကိုလည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေရှင်။ ဟုတ်ကဲ့ပါဒီကနေ့မှတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ရွာပြည့်ကြီးတဲ့ပရလောကသားများဆိုတဲ့ဇလန်းအကြောင်းအရာလေးပဲဖြစ်ပါတယ်ပရိသတ်များအလုံးကလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်ကျမကတော့တင်ဆက်သူသီရိဆန်ပါဒုတိယကမ္ဘာစစ်မတိုင်မြင့်အချိန်တုန်းကတောင်ကြီးမြို့မှာပလိတ်ယောဂါဖျန်းချန်ဖြစ်ပွားခဲ့တယ်။အဲဒီယောဂါကြောင့်ပဲလူအများအပြားသိဆုံးခဲ့ရပြီးတော့လူသေးအလောင်းကောင်တွေကလည်းတကြွပင်းမဲ့သူမရှိတဲ့အတွက် တောင်ကြီးမြို့အနှံ့ကြားမှာပြန့်ကျဲနေတော့တယ်။အဲအားကြောင့်ဆောင်ရသည်မှာပန်းနုရောင်ချယ်ရီပန်းနေနဲ့လှချနိုင်လှနေတဲ့တောင်ကြီးမြို့ကတော့အယံကိုအယုတ်ဆိုးအခြေတန်သွားတော့တယ်။မဲလန်တခြားမှာ ပလေယောဂကြောင့်တည်ဆုံသွားခဲ့တဲ့အလောင်းတွေကိုမိသချုံမဲနေရာစီကို ပို့ဆောင်ဖို့သွားနေတဲ့အချိန်လိုက်ပါပို့ဆောင်သူတွေရဲ့ပူဆွေးဝမ်းနည်းမှုကြောင့်အဟင်းကိုကျင်းရဲ့အတန်တရားလဲစုညံဖွယ်လို့ရနေတော့တယ်။နေခင်ဘက်မှာ ရှင်စိန်ကောင်ကြီးတွေကနေရာအနက်မှာလိုးလာပြန်တန်းပြီးတော့ညအချိန်မှာတော့မကြသေးမီယာမှာပလေယောဂါကြောင့်တည်ဆုံခဲ့ရတဲ့ဖြူရောင်ဝိညာဉ်တွေကနေရာအနှံ့ကြားမှာလှုပ်ရှားသွားလာနေကြတယ်။အဲဒါကြောင့်မှောင်းလာတာနဲ့တောင်ကြီးမြို့လေးကခြောက်ခြားဝယ်ကောင်းလောက်အောင်တိတ်ဆိတ်သွားတော့တယ်။ပလေယောဂါတောင်ကြီးအနီးပတ်ဝန်းကျင်ကရွာငယ်တွေစီကို ကုဆတ်ပြန့်နှံ့သွားပါတယ်။မြို့ပေါ်မှာဆေးရုံဆေးကန်နေရှိတာကြောင့်ပလေကက်ဆိုရာမြို့သူမြို့သားအလုံးကို တမလွန်မခေါ်ဆောင်သွားနိုင်ပေမယ့်စေးရုံစည်းကမ်းမရှိဘဲနဲ့ကျမ်းမာရေးအတီခေါင်းပါတဲ့တချို့ရွာတွေမှာတော့ပလိကတ်ဆိုကြီးကတရွာလုံးတမလွန်ခေါ်သွားပါတော့တယ်။အဲဒါကြောင့်ရွာထဲမှာလူတွေမရှိဘဲနဲ့ခြေတန်းရှိတဲအိမ်လေးတွေသာအထီးကျန်ဆန်းဆန်းကျန်ရေးခဲ့တော့တယ်။ခြံဝင်းထဲကဥယျာဉ်ခြံထဲမှာတယောက်တည်းအလုရှုပ်နေတဲ့အချိန်တောက်ပြောင်တဲ့အဝတ်စားတွေကိုဝတ်ဆင်ထားတဲ့လူနှစ်ဦးကခြံဝင်းထဲကိုရှောက်ဝင်လာခဲ့တယ်။အဲ့ဒီလူနှစ်ဦးကတော့ကြော်ခန့်တဲ့အောင်မင်းဖြစ်တယ်။ ကျော်ခန်းနဲ့အောင်မင်းဟာရဲကောင်ရဲ့ចောင်းနေပဲတငယ်ချင်းနေဖြစ်ကြတယ်။သူတို့နှစ်ဦးအပြင်ရဲကောင်မှာចောင်းနေပဲတငယ်ချင်းတူရှိသေးတယ်။သူ့နာမည်ကတော့ဆိုင်းသူရင်။ចောင်းပြီးတဲ့အချိန်မှာအစိုးရဝန်ထမ်းတွေအဖြစ်ဌာနအသေးသေးမှဝင်ရောက်လုပ်ကန်ကြတယ်။သူတို့အဖွဲ့မှာကျော်ခန်းနဲ့အောင်မင်းဟာရဲကောင်မှာတာဝန်ထမ်းဆောင်ပြီးတော့ရဲကောင်နဲ့ဆိုင်းသူရင်ကတော့တောင်ကြီးမှာတာဝန်ကြတယ်။ဆိုင်းသူရင်ကသူ့ရဲစာတီမျိုးမှာတာဝန်ကြတဲ့အတွက် ဝမ်းသာကြွရှင်ရပြီမယ်မိဘအိမ်နဲ့ဝေးတဲ့အရက်မှာလာပြီးတာဝန်ထမ်းဆောင်နေရတဲ့အရှိကောင်ကတော့အိမ်ဝင်လွမ်းတာမို့ကြွရှင်ခြင်းလုံးဝမရှိအဲဒါကြောင့်ကြွရှင်မှုကိုလိုက်လံရှာဖွေရတော့တယ်တိုက်ခိုက်တက်ဖြတ်ရတာဝါသနာပါတဲ့ရှဲကောင်ကတော့တငယ်ချင်းဖြစ်တဲ့ဆိုင်းသူတွေနဲ့အတူတောင်ကြီးမြို့အနီးပတ်ဝန်းကျင်မှာရှိတဲ့တောတောင်အတွင်းမှာကြီးဆက်ယုံစတာတွေကိုအမဲလိုက်ပြီးတော့ကြွရှင်ခြင်းကိုရှာဖွေပါတယ် ဒီလိုနဲ့အားလက်ရက်တွေမှာအမဲလိုက်ခြင်းနဲ့တောင်ကြီးမြို့မှာနေရတာကိုတဖြည်းဖြည်းပြောလာတယ်။ရဲကောင်နဲ့ဆိုင်းသူတွေကလိုင်စင်နဲ့ကင်နဲ့ rifle တစ်လက်စီရှိတယ်။ခေကောင်တယောက်ထဲဘာလို့လုံနေလဲ။ငါတို့ဝင်လာတာမမြင်ဘူး။မြင်ပါတယ်ကွာ။မင်းတို့ဒီလိုပြောမှကြိုသိနေလို့မမြင်သလိုနေကြည့်လိုက်တာ။ကဲပင်ပန်းနေပြီဆိုရင်လည်းအထဲမှာသွားနာကြ။ငါဒါလေးကိုလက်စားတက်လိုက်အောင်မယ်။ အဖိုးတန်ပစ္စည်းတွေအပြည့်ရှိတဲ့မဲအိမ်ထဲကိုမဲမပါပဲမဝင်ရဲဘူးကွာတော်ကြငါတို့ရောက်လာမှအဖိုးတန်ပစ္စည်းတွေပျောက်သွားရင် အမှုပတ်ခံနေရအောင်မဲခွေးကောင်နေအိမ်ထဲမှာအဖိုးတန်ပစ္စည်းဆိုလို့တီဘောမဲရှင်ပြင်းမဖြစ်ခင်တော့မဝစ်ခဲ့တဲ့အတွင်းကန်ပေါင်းမီနှစ်ထဲပဲရှိတယ်ကွာနှစ်ထဲကြီးများတော့အောင်မင်းရဲ့စကားကြောင့်သူတို့သုံးစလုံးကအပတရားရှိမောလိုက်ကြတယ်သူတို့ကပြောမနာဆိုမနာတဲ့တငယ်ချင်းတွေဖြစ်ကြတယ်တအူးစကားကြောင့်ကြံတအူးကစိတ်ဆိုးစိတ်ကောက်တာလုံးဝမရှိဘူး စိတ်ဆိုးစိတ်ကောင်းရင်လည်းခဏလောက်ပဲဖြစ်ပါတယ်။မကြာခင်မှာပြန်ပြီးတော့အဆင်ပြေသွားပါတယ်။သူတို့သုံးဦးကဥယျာဉ်ခြံပေးမှာစကားကောင်းနေတော့ခြံဝင်းထဲကိုလူတစ်ယောက်ကဝင်လာတယ်။အဲဒီသူကတော့ဆိုင်းသူရင်းပဲဖြစ်ပါတော့တယ်။ကြော်ခန်းတဲ့အောင်မဲကသူတို့တောင်ကြီးကိုလာလဲမယ်လို့ကြိုပြီးတော့အကြောင်းကြားထားတယ်။အဲဒါကြောင့်ဆိုင်းသူရင်းကလည်းကြော်ခန်းတဲ့အောင်မဲတို့ရောက်လာမှာကိုကြိုသိနေတယ်။ဟဲ့ကောင်လေးအစောကြီးရောက်နေလား။ငါမင်းတို့နှစ်ယောက်နေလေလောက်မှရောက်မယ်ထင်နေတာ။ ဆိုင်းသူတွေရောက်လာတဲ့အချိန်ကစကားဝိုင်းရပို့ပြီးတော့စီကားသွားတယ်။သူတို့ကအင်ရှင်ရဲကောင်ဧကန်ကျွေးမွေးတဲ့မုံပဲတီစာတွေကိုစားတော့ပြီးတော့တက္ကသိုလ်ကျောင်းသားဘွားတော်ကကြုံခဲ့တဲ့အမှတ်တရဖြစ်ပျက်တွေကိုပြန်ပြီးတော့မှပြောနေကြတယ်။စကားစမြည်ပြောရင်လည်းအမဲလိုက်တဲ့အချောင်းကိုရောက်သွားတော့တယ်။တော်တဲ့တောင်တွေကိုမရောက်ဖူးသေးတဲ့ကြော်ခန့်တဲ့အောင်မင်းကတော်တဲ့ကိုအမဲလိုက်သွားခြင်းတဲ့အချောင်းကိုပြောတယ်။အဲဒီအခါအမဲလိုက်တဲ့အခါမှာနည်းနည်းဝါရဲနေပြီဖြစ်တဲ့ရဲကောင်တို့နှစ်ဦးက တောတောင်လဲကိုသွားမယ်ဆိုရင်အရန်ပြင်ပန်းဆင်းရတဲ့အကြောင်းခရီးလမ်းကြမ်းတမ်းပြီးတော့အန်ဒီရဲ့များတဲ့အကြောင်းကိုပြပြပေးမယ်လက်မခံတာမို့နောက်ဆုံးမှာသူတို့နဲ့အတူတောထဲကိုအမဲလိုက်သွားဖို့သဘောတူလိုက်ရတယ်။နောက်တနေ့မနက်စစောမှာသူတို့ဟာတောင်ချင်းမြို့နယ်73မိုင်လောက်ဝေးတဲ့မုတ်ဆိုးကြီးဆိုင်းခွန်နေထိုင်တဲ့ရှမ်းရွာလေးတရွာစီကိုစစ်လက်ကျန်မော်တော်ကားတစ်စီးနဲ့ထွက်လာခဲ့တယ်။တောင်ချင်းမြို့အနီးတစ်ဝိုက်မှာတောကောင်တွေကအလွန်ရှားပါနေပြီလေ။ အဲဒါကြောင့်တောင်ကြီးမြို့အနီးတစ်ဝိုက်မှာမဲလိုက်ထွက်မယ်ဆိုရင်တော့တားကောင်ရဖို့မပြောနဲ့တနေ့လုံးရှာရင်တောင်မှတားကောင်ငယ်တစ်ကောင်တောင်တွေးပုံကအရန်ခဲရင်သွားပါတယ်။အဲဒါကြောင့်ရှဲကောင်တို့နှစ်ဦးကတငယ်ချင်းနေရှင်မှာမုတ်ဆိုးတိတ်ခါကြမှာကိုစိုးရိမ်တာကြောင့်တားကောင်နေပေါ်များတဲ့နေရာကိုသွားပြီးတော့အမဲလိုက်ဖို့ဆုံးဖြတ်လိုက်တယ်။မုတ်ဆိုးကြီးဦးဆိုင်ခွင်ရဲ့အိမ်ကိုရောက်တဲ့အခါနေရာထန်းတစ်ဖြားအမြင့်ကိုတောင်ရှောင်နေပြီ။မုတ်ဆိုးကြီးကတော်တဲ့ကိုသွားရင်လိုအပ်တဲ့အသုံးဆောင်လေးကိုလိုက်ရှာနေတဲ့အချိန် ရဲကောင်တို့ကအိမ်ရှိသစ်တော်ပင် အောက်မှာတခဏလောက်အနားယူအပန်းဖြေတယ်။နိုင်ဝက်လောက်ကြားတဲ့အခါသူတို့ငါးဦးကရွာနဲ့တိတ်မဝေးတဲ့တောထဲကိုဝင်လာခဲ့တယ်။တောထဲကိုဝင်လာတာနဲ့တပြိုင်နက်စကားကိုလည်းဖြည်းဖြည်းပဲပြောဆိုတော့တယ်။ရဲကောင်တို့နှစ်ဦးကလိုင်စင်နဲ့ကင်ဆောင်ရတဲ့ Bringer Rifle တနက်တွေကိုကိုစီကင်ဆောင်ထားပြီးတော့မုတ်စိုးကြီးဆိုင်ခွန်ကတော့လက်ဆွဲတော်ဒူးလေးကိုရှူလာခဲ့တယ်။အဲ့တဲ့ဖြစ်တဲ့အောင်မင်းနဲ့ကြော်ခန်းတို့ကလက်ဗလာနဲ့ပဲလိုက်လာတော့တယ်။ သူတို့နှစ်ဦးကအစကရင်ကတနက်ကင်ပြီးတော့တောကောင်တွေကိုပြစ်ဖို့စိတ်ကူးလုံးဝမရှိရဲကောင်တို့နှစ်ဦးရဲ့အမဲလိုက်ရေချင်းကိုသိချင်ပြီးတော့တောထဲတောင်ထဲကိုရှောက်သွားချင်တာကြောင့်အမဲလိုက်သွားဖို့သူတို့နှစ်ဦးကိုပူဇော်ခဲ့တာဖြစ်တယ်။အောင်မင်းတို့နှစ်ဦးကတူတူတိတိမနေပဲနဲ့တလန်းလုံးစကားပြောလာတဲ့အခါနေတဝက်ကိုရောက်တဲ့အထိတားကောင်တကောင်တလေတောင်မတင်အဲဒါကြောင့်သီးမခန့်နိုင်တဲ့ဆိုင်းသူတွေကဧည့်သည်ဖြစ်တဲ့အောင်မင်းနဲ့ကျော်ခန်းတို့စူပူဆဲဆိုတော့တယ်။ အဲ့ဒီချိန်မှာသူတို့နှစ်ယောက်ကလည်းစကားမပြောဘဲနဲ့တိတ်တဆိတ်လိုက်ပါလာကြတယ်။တနည်းအောင်ရှောက်တဲ့အခါမှာခိုင်90လောက်အကွာမှာရက်နေတဲ့ကြီးတကောင်ကိုတွေ့လိုက်တော့တယ်။အဲ့ဒီချိန်ကတက်ပင်အောင်မှာကျွေးချနေတဲ့တတိမဲ့တွေကိုကောက်ပြီးတော့စားသုံးနေလေတယ်။ရဲကောင်ကတတိမဲ့တွေကိုကောက်ယူစားသုံးနေတဲ့ကြီးကိုပြစ်ခတ်ဖို့အသင့်ချိန်ရွယ်ထားလိုက်တယ်။အဲ့ချိန်မှာဆိုင်းသူတွေကလက်ကပြပြီးတော့သူပြစ်ခတ်မဲ့ဖြစ်တဲ့အကြောင်းကိုအတန်တိတ်ပြောဆိုလိုက်တယ်။အဲ့ဒါကြောင့် ရဲကောင်ကသူ့ရဲ့တနက်ကိုအသင့်ချိန်ရွယ်ထားတာကနေပြန်ပြီးတော့ရှုပ်သိမ်းလိုက်တယ်။ဆိုင်းသူတွေကလည်းတငယ်ချင်းနှုတ်ဦးကိုလက်ဆွမ်းပြခြင်းပေမဲ့ပြက်မှတ်ကိုမထီပဲလွဲချော်သွားမှအောင်လဲစိုးရိမ်နေပုံရတယ်။စိတ်လှုပ်ရှားနေတဲ့အကြောင်းကိုရဲကောင်ကမုတ်ဆိုးကြီးဆိုင်းခွန်မှသိတယ်။ဂျန်နဦးကတော့တအားကိုသိလိမ့်မယ်မထင်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနှုတ်ဦးကဒီလိုခံစားချက်မျိုးကိုမခံစားဘူးတာကြောင့်ဖြစ်တယ်။တိုင်းကလေးမြည်တဲ့နဲ့အတူ ဟင်ဟာဆိုတဲ့စိတ်ပြက်တဲ့အတန်တွေကတပြိုင်နက်တည်းထွက်ပေါ်လာတယ်။တနက်တန်ကြောင်လက်ဖြတ်သွားတဲ့ကြီးကခြေဦးတရာကိုတရကြမ်းထွက်ပြေးသွားတော့တယ်။စိတ်လှုပ်ရှားတာကြောင့်ဂိုင်ငါးဆိုင်လောက်သာဝေးတဲ့နေရာမှာတတိမဲ့လေးကိုငငိမ့်တက်တက်စားတောက်နေတဲ့ကြီးကိုထိအောင်မပြတ်နိုင်ပဲနဲ့လွဲချော်သွားတယ်။ပြက်မှတ်ကိုထိအောင်မပြတ်နိုင်တဲ့ဆိုင်းသူတွေစီကခက်ပြင်းပြင်းတောက်ခေါက်တန်တစ်ချက်ကထွက်လာခဲ့တော့တယ်။တောက်ခေါက်ပြီးတဲ့နောက်ဆိုင်းသူတွေကစောစောတော့ကပြက်မှတ်ဖြစ်တဲ့ကြီးကို ရက်ပြီးတော့အဆာဆာနေတဲ့နေရာစီကိုဖြေးသွားတယ်။ရဲကောင်တို့လည်းဆိုင်းသူတွေနောက်ကနေလိုက်သွားတယ်။အဲဒီနေရာကိုရောက်တဲ့အခါမှာသွေးနီစက်တွေအများအပြားကိုတွေ့လိုက်ရတယ်။အဲဒါကြောင့်သူ့ရဲ့ပြချက်ကတန်းကောင်ကိုလုံးဝမထိပဲနဲ့နည်းနည်းရှက်ထိသွားမှန်းကိုသိလိုက်ရတော့တယ်။ဒဏ်ရာရနေတဲ့ကြီးထွက်ပြေးတဲ့လမ်းတစ်လျှောက်မှာသွေးစက်တွေကျန်ရစ်ခဲ့တယ်။ဒေါသထွက်နေတဲ့ဆိုင်းသူတွေကသွေးစက်တွေကိုချေရခံလိုက်ဖို့ပြောဆိုလိုက်တယ်။ ဆိုင်းသူရင်ရဲ့ရှင်ထဲမှာခန်းစားရတဲ့ခန်းစားချက်ကို နားလည်သိရှိတဲ့မုတ်ဆိုးကြီးဆိုင်းခွန်နဲ့ရဲကောင်ဟာဆိုင်းသူရင်စိတ်ကျဉ်အောင်လို့တဘောတူလိုက်တယ်။အဲဒါကြောင့်သူတို့ကသွေးဆက်တွေကိုချေရခံပြီးတော့ဒဏ်ရာရနေတဲ့ဂျီနောက်ကိုလိုက်လာခဲ့တယ်။ဂျီကအကြောက်လွန်ပြီးတော့မရက်မနာပြေးသွားပုံရပါတယ်။တော်တော်ဝေးဝေးကိုရောက်တဲ့အထိဂျီကိုမတွေ့ဘဲနဲ့သွေးဆက်တွေကိုပဲတွေ့လိုက်ရတော့တယ်။ဟိတ်ကောင်လေးငါတို့ဒီမှာခဏနားအောင်ကွာအရန်မောနေပြီ။ဆက်မလျှောက်နိုင်တော့ အကိုင်းခက်တွေဖြာကြနေတဲ့တစ်ပင်တပင်အောက်ကိုရှောက်တဲ့အခါကြော်ခန့်လေသံဖြော့ဖြော့နဲ့ပြောဆိုလိုက်တယ်။အဲဒီခါဆိုင်းသူတွေကလည်းလေသံမမနဲ့နားလို့ပဲဖြစ်မလဲကွာ။ပူကောင်လွတ်သွားမှာပေါ့။ဒီလောက်လေးတောင်ဆက်မလျှောက်နိုင်ဘူးလား။မင်းယောက်ျားမဟုတ်ဘူးလားကွာ။အဲဒီလိုမချေမငံပြန်ပြောလိုက်ကြတယ်။ဟိတ်ကောင်ငါကမင်းတို့လိုအတွေ့အကြုံမှမရှိတာ။ပင်မနာပေါ့ကွာ။ငါဆက်မလျှောက်နိုင်တော့ဘူး။ ကျော်ခန့်ကလည်းအဲ့လိုပြောပြီးတော့တစ်ပင်အောင်မှထိုင်ချလိုက်တယ်။ကြောင်တက်နေကြရဆိုင်းသူတွေနဲ့ကျော်ခန့်တို့နှစ်ဦးကစကားများရန်ဖြစ်နေကြဖြစ်တယ်။ထိုင်မဲ့ခဏလောက်သာမကြောက်ခင်မှာပြန်ပြီးတော့အစဉ်ပြေးသွားတယ်။ထုတ်သားပဲသူတွေကခဏနာပြီးမှဆက်သွားကြတာပေါ့။ရဲငါကဒီလိုဝေရောက်ပြောဆိုတဲ့အချိန်မှာဆိုင်းသူတွေကစိတ်ဆိုးဒေါသထွက်တဲ့အမှုရနဲ့မြေကြီးပေါ်ကိုထိုင်ချလိုက်ကြတယ်။အဲ့ဒီအချိန်ကျမှပဲရဲကောင်တို့ကလည်းတစ်ပင်အောင်မှထိုင်ပြီးတော့အနားယူရဲတော့တယ်။ တားကောင်နာကိုတတတမမဲလိုက်နေတဲ့အချိန်ကတရီမထားမိခဲ့တဲ့တစုံတစ်ခုကိုထိုင်နားနေတဲ့အချိန်မှာတရီထားမိသွားတော့တယ်။အဲ့ဒါကတော့အချိန်နာကြီးရဲကောင်ကလက်ပတ်နာကြီးကိုငုံချင်လိုက်တယ်။နာကြီးလက်တံတွေကညနေ9နာရီတတိကိုညွှန်ပြနေတယ်။9နာရီတောင်ထိုးနေပြီကျွန်တော်တို့တော်တော်လေးခရီးလွန်သွားပြီထင်တဲ့ဦးဆိုင်ခေါ်။အဲခုချက်ချင်းလှည့်ပြန်မယ်ဆိုရင်တော့မှညနေမှရွာပြန်ရောက်မှတိတ်ကြတယ်။ ဒါဆိုရင်ခက်ပြီဗျာတောကြီးမြက်မဲထဲမှာညဘက်ခီးဆက်ဖို့ဆိုတာအန်ဒီရဲ့တိတ်များလို့ ਨੇ ဒီညတော့အိမ်ပြန်မှုမဖြစ်နိုင်တော့ဘူးထင်တယ်ဘယ်လိုဆက်လုပ်ကြမလဲဘယ်တက်နိုင်မလဲဗျာဒီညတော့တောထဲမှာပဲအိတ်ကြတာပေါ့ကဲကြော်ခန်းနဲ့အောင်မယ်မင်းတို့နှစ်ယောက်ကဘယ်လိုသဘောရလဲအခုချိန်အိမ်ပြန်မယ်ဆိုရင်တော့ညနေမှပြန်ရောက်မှာဒီကြားထဲအိမ်ပြန်နေတော့လမ်းမှာတောကောင်ကြီးတွေနဲ့တွေ့မှာစိုးရင်ရတယ်မင်းတို့အဆင်ပြေတယ်လို့သာစီစဉ်ပါကွာငါတို့ကတောတွေတောင်တွေချောင်းဘာမှမသိဘူးလေ ကဲဒါဆိုလဲကျွန်တော်တို့ဒီသစ်ပင်အောင်မှာပဲစခန်းချကြတာပေါ့အဲ့ဒီအချိန်မှာအောင်မေကကောင်းကင်ဘော်ကိုလက်ညှိုးထိုးပြတယ်။တကိုင်းတရွက်တွေကိုကြော်ပြီးတော့အောင်မေလက်ညှိုးညွှန်ပြရအောင်မော်ချင်လိုက်တယ်။အဲ့ဒီခါမိโกမဲတွေကိုတွေးလိုက်တော့တယ်။မိโกမဲတွေကိုတွေးတာမို့ရဲကောင်ကအယံကိုပြောသွားတယ်။မိโกအမြင်ရွာတရွာဓမ္မမို့တောင်ရသမားတွေရဲ့တဲတလုံးကိုတွေ့ရမှာအသေးချာ ဝီကိုတွေထွက်နေတယ်ဆိုတော့အဲ့နာမှာရွာထာမမဟုတ်တောင်ရသမားတွေရဲ့တဲရင်ရှိမှသိကြတယ်။တစ်ပင်အောင်မှာအိတ်တာထက်ဆာရင်အဲ့ဒီလိုသွားပြီးတော့ညာအိတ်ခွင်းပြုဖို့တောင်းမယ်ဆိုရင်ပေးအိတ်ကြပါပါ။ဦးဆိုင်ခွန်ကဘလို့သဘောရလဲ။ရွာဒါမှမဟုတ်တောင်ရတဲတစ်ခုခုဖြစ်နေမယ်ဆိုရင်တော့သိကောင်းတာပေါ့ကွာ။မုတ်ဆိုးကြီးဦးဆိုင်ခွန်ရဲ့စကားမှာတာမန်မဟုတ်တဲ့အထိပ္ပယ်ပါနေတယ်။အဲ့ဒီစကားရဲ့အထိပ္ပယ်ကိုတော့ရှဲကောင်တို့ကသတိမထားခဲ့မိကြ။ကဲမမောင်ငယ်မိကိုထွက်နေတဲ့နေရာစီကိုသွားအောင် တဲတလုံးလောက်တွေ့ရင်တော့မှစိတ်အေးလက်အေးအိတ်နိုင်တာပေါ့ရဲကောင်ရဲ့အဆိုပြုချက်ကိုအားလုံးကမမြင်ပေကြသူတို့ကလည်းမိကိုထွက်နေတဲ့အရက်စီကို မျက်နှာမူပြီးတော့ခတ်သွက်သွက်ရှောက်ခဲ့ကြတယ်မိုင်တဝဲလောက်တန်းရှောက်ပြီးတဲ့အခါမှာဝလုံးနေနဲ့ကျွလုံထားတဲ့ဝါစီယိုကိုတွင်လိုက်ခြင်းအဲ့ဒီစီယိုကရွာစီယိုပဲဖြစ်နေမယ်စီယိုတချောင်းလိုက်ပြီးတော့ကြည့်ရှုတဲ့အခါတင်းတင်းချာချာပြုတ်လောက်ထားတဲ့ဝင်ပေါက်တစ်ခုကိုထပ်တွင်ရတော့တယ်။ရဲကောင်တို့လည်းအဲဒီဝင်ပေါက်ကနေအထဲကိုဝင်လာခဲ့တယ် လူသွားလမ်းအတိုင်းဆက်လျှောက်ခဲ့တဲ့အခါဂိုက်တရာလောက်လျှောက်ပြီးတဲ့အချိန်မှာအနိဋ္ဌာယုံမြင်ကွင်းတစ်ခုအရင်ဆုံးတွေ့ရတော့တယ်။လူသေးအလောင်းကောင်ကြီးအပုံလိုက်ရှင်နေတယ်။အဲ့ဒီအလောင်းမုံပေါ်ကိုတခြားအလောင်းတွေကထပ်ပြီးရောပုံနေသေးတယ်။တချို့အလောင်းကောင်တွေကိုလူနှစ်ဦးကမီးဝုန်ထဲကိုထဲနေတယ်။ဖြဲကောင်တို့ရဲ့မျက်နှာမူရရှိတက်တက်မှလည်းလူတချို့ကဘိန်းနှိမ့်ပါတဲ့လက်တွန်းလဲနဲ့အလောင်းတွေကိုမီးမီးပုံရှိရအောင်တိုက်ဆောင်သွားကြတယ်။ ။အော်ဂလီဆန်စရာကောင်းတဲ့မြင်ကွင်းကြောင့်အောင်မင်းနဲ့ဆိုင်းသူတွေကစိတ်မထိန်နိုင်ပဲနဲ့အော့အန်လိုက်ကြတယ်။အော့အန်တဲ့ကြားမှာအလောင်းတွေကိုတည်ဆောင်နေတဲ့သူနဲ့မိသူတွေတဲ့သူတွေကရဲခေါင်တို့စီကိုလက်ချီလာကြတယ်။တိုင်းမဲ့မကြခင်မှာပဲကို့အလုတ်ကိုပြန်လှုပ်နေတော့တယ်။အနှိဋ္ဌာယုံမြင်ကွင်းကိုမြင်တွေ့လိုက်တာမို့နောက်ပြန်လှည့်ဖို့စိတ်ကူးမိပြီမဲ့နောက်ချသွားပြီ။ဘယ်နေရာမှာရှိနေမှန်းမသိတဲ့လူတအူကရဲခေါင်တို့စီကိုရှောက်လာတယ်။ အဲ့ဒီသူရဲ့အသက်ကမောက်စိုးကြီးဆိုင်ခွန်နဲ့ရွယ်တူဖြစ်ပြီးတော့90ကျော်ရွယ်လောက်ရှိတယ်။အဲ့တယ်တွေထင်ပါတယ်ဘယ်မျိုးဘယ်ရွာလာခဲ့ကြရလဲ။ကျုပ်တို့ပင်တီးရွာလာခဲ့တာပါ။အမဲလာရင်နေကျွန်ပြီးတော့ဒီကိုရောက်လာတာ။ဒီချင်းရွာကိုပြန်ဖို့မဖြစ်နိုင်တော့လို့ဒီမှာတညလောက်တဲခွန်အိတ်ဆဲခွန်တောင်မှရောက်လာတာပါ။မောက်စိုးကြီးဆိုင်ခွန်ကသူ့ရနာမည်ကိုပြောပြီးတော့အဲ့ဒီလိုပြောဆိုလိုက်တယ်။အဲ့ဒီခါမှတော့အဲ့ဒီလူကရှာတာပေါ့ဗျဒီရွာမှာစိုက်တဲ့လောက်တဲနိုင်တယ်။ ကျုပ်ကဒီရွာရွာတကြီးဥခွန်ချွန်လာပါလက်ရှိရွာရဲ့အခြေအနေကတော့မိတ်ဆွေတို့မြင်တဲ့အတိုင်းပဲတတော်ကိုအယုတ်ဆိုးအကြီးတန်နေတာသူတို့ကဘလို့ဖြစ်ပြီးဆုံးသွားတာလဲဗျပလိတ်ရောဂါကြောင့်ပါဗျာဘလို့ပလိတ်ဆိုတဲ့စကားကြောင့်ရဲကောင်တို့စီကအာမေရိတန်တွေကထွက်လာတော့တယ်ကဲကဲဒီမှာဆက်နေရင်ဒီကမိတ်ဆွေတို့လည်းပလိတ်ရောဂါကူးစက်ခံရလိမ့်မယ်လာကြကျုပ်အိမ်ကိုလိုက်ခဲ့ကြပိုရောက်မှအေးအေးဆေးနားကြတာပေါ့ ဘလို့ပဲဖြစ်ပါစေနောက်ပြန်လဲဖို့မဖြစ်နိုင်တာမို့ရဲကောင်တို့ကလည်းရွာသကြီးဥခွန်ထွန်လာရဲ့နောက်ကိုလိုက်သွားကြတော့တယ်။တန်းတလျှောက်မှာတွေ့ရတဲ့ရွာသူရွာသားတွေဟာရဲကောင်တို့စမ်းကြဲတဲ့အခြေအနေနဲ့ကြည့်ရှုနေကြတယ်။ဒါပေမဲ့စကားတစ်ခုမှတော့ပြန်ပြီးပြောဆိုတာမရှိ။အချိန်နည်းနည်းလောက်ကြာတဲ့အခါဝတ်ချမ်းနေတဲ့ကာယံထားတဲ့ခြံဝင်းကျယ်တစ်ခုကိုတွေ့လိုက်တယ်။အဲဒီခြံထဲမှာရေနံကြီးတုတ်ထားတဲ့နှစ်ထပ်ပြင်တောင်အင်ကြီးတစ်လုံးကခန့်ခန့်ကြီးတည်ရှိနေတယ်။ ရဲကောင်တို့ဖြတ်ရှောင်လာတဲ့လမ်းတစ်လျှောက်မှာအင်ကြီးအင်ကောင်ဆိုလို့အဲ့ဒီတလုံးကတွေ့ရတယ်။တခြားအင်တွေကတော့ဝါးနဲ့စောက်ထားတဲ့တဲအင်တွေပဲဖြစ်တယ်။အဲ့ဒီအင်ကြီးကရွာတကြီးဥခွန်ထွန်လာရဲ့အင်ဖြစ်ပါတယ်။ဥခွန်ထွန်လာရဲကောင်တို့ခြံဝင်းထဲကိုဝင်ဖို့ခေါ်တယ်။အဲ့ဒီနောက်အင်အပေါ်ရက်ကိုတက်ဖို့လဲထပ်ပြီးတော့ဖိတ်ခေါ်လိုက်တယ်။အဲဒါကြောင့်တော်စီရှုပနက်တွေကိုလှေကားချင်ရမှချွတ်ပြီးတော့အပေါ်ရက်ကိုတက်ခဲကြတယ်။အင်ပေါ်ရက်ကိုရှောက်တဲ့အခါ အင်မတန်လှပတဲ့မိန်းကလေးတူကိုတွေ့လိုက်တယ်။အပြက်နာစာမရှိတဲ့အဲ့ဒီမိန်းကလေးရဲ့အားနဲ့ချက်က အပြုံးမရှိတဲ့မျက်နှာပဲဖြစ်တယ်။ရဲကောင်တို့ကလူစိမ်းဖြစ်နေလို့လားတော့မသိ။ပြုံးပြချင်လုံးဝမရှိ။တမီးရေဒီကဧည့်သည်တွေအတွက်အစာပြေစားစရာတစ်ခုခုယူခဲ့ပါအောင်။ပြီးရင်ဟင်းချက်ထားတာနည်းသေးတယ်ထက်ချက်လိုက်အောင်။ဥခွန်ထွန်လာအဲ့ဒီလိုဆိုတဲ့အခါမိန်းကလေးကဘာစကားတစ်ခုမှမပြောဘဲနဲ့အိမ်အောက်ထက်ကိုဆင်းသွားလေတော့တယ်။ အချိန်တစ်ခဏလောက်ကြာတဲ့အခါကောင်ညင်းနဲ့ပြုလုပ်ထားတဲ့ရိုးရအစားအစာတမျိုးကိုလင်မန်းနဲ့ထည့်ပြီးယူဆောင်လာကရဲကောင်တို့ရဲ့ရှေ့မှာချပေးလိုက်ပါတယ်။အစာပြေလေးစားလိုက်ကြအောင်။မျိုးနဲ့အလန်းဝေးတဲ့ရွာဆိုတော့ရိုးရအစားအစာအလွဲဘာမှကျွေးစရာမရှိဘူး။ဥခွန်ထွန်လာဧခန္ဓာမို့ကောင်ညင်းနဲ့ပြုလုပ်ထားတဲ့မုံတွေကိုတတုံးစီကောက်စားလိုက်ကြတယ်။အရသာတွေ့သွားတဲ့ကြော်ခန့်နဲ့အောင်မင်းကတတုံးမီတတုံးကောက်စားတော့တယ်။ မုံစားနေတဲ့အချိန်မှာဥခွန်ထွန်းလာမေကောတစ်ခုပြီးတစ်ခုမေးပါတယ်။အဲဒါကြောင့်မုံစိုးကြီးဥဆိုင်ခွန်ကထိုင်ခံပြီးတော့ဖြေရတယ်။ဒါနဲ့ဒီရွာရဲ့နာမည်ကမေကောနေကိုပြန်ဖြေပြီးရတော့မုံစိုးဥဆိုင်ခွန်ကပြန်ပြီးတော့မေးမြန်းတော့တယ်။ထိန်ရွာတဲ့တခြားသူတွေကအပြန်အလှန်စကားပြောဆိုနေတဲ့အချိန်ရဲကောင်ကတော့အိမ်ပပတ်လဲကိုအကဲခဲကြည့်ရှုနေတယ်။အိမ်အပေါ်ရက်ကိုအတွင်းကဲနဲ့အပြင်ကဲဆိုပြီးတော့ခွဲခြားထားတယ်။ အပြင်ခန်းအိမ်ခန်းဖြစ်ပြီးတော့အတွင်းခန်းကတော့အိမ်ခန်းဖြစ်ပုံရတယ်။အိမ်အပြင်ခန်းမှာဖျားဆင်ကိုမတွေ့ဘဲနဲ့အတုံးဆောင်ပစ္စည်းတချို့သာတွေ့ရတယ်။အနားမှာထိုင်နေတဲ့မုံဆိုးဦးဆိုင်ခွန်ကမုံကိုတုံးသာကောက်စားပြီးတော့ထပ်မစားတော့။ကဲမိတ်ဆွေတို့ကိုယ်ရင်ကိုယ်ရလို့သဘောထားပြီးတော့လွတ်လွတ်လပ်လပ်သားနေကြ။ထမင်းဟင်းအမြန်ချက်အောင်လို့သမီးကိုတွားကူနိုင်အောင်မယ်။မိနစ်အနည်းငယ်ကြာတဲ့အထိစကားစမြည်ပြောဆိုပြီးတော့ဥက္ကဋ္ဌလာအိမ်အောက်ထပ်ကိုဆင်းသွားတော့တယ်။ အိမ်အပေါ်ထဲမှာရှဲကောင်တို့သာကြံတဲ့အချိန်အောင်မဲကမိန်းကလေးရဲ့လှပမှုကိုတိုးတိုးတိတ်တိတ်ချီးမွမ်းပြောဆိုတော့တယ်။မုတ်ဆိုးဦးဆိုင်ခွန်ကတော့ဦးခွန်ထွန်လာအိမ်အောက်ဆင်းပြီးတဲ့နောက်စကားတစ်ခွမှမပြောဘဲနဲ့ငငယ်သက်ထိုင်နေတော့တယ်။တားကောင်ကိုလလွတ်လိုက်ရတာမို့စိတ်တုန်နေတဲ့ဆိုင်းသူတွေကတော့တစ်ချိန်လုံးငြိမ်သက်နေတော့တယ်။တခဏလောက်ကြာတဲ့အခါသူတို့အားလုံးဟာအတွေးကိုစီနဲ့ငြိမ်သက်သွားတော့တယ်။အချိန်ရလဲတဖြည်းဖြည်းကုန်ဆုံးလာပြီးတော့ အမောင်တို့ကလည်းတဖြည်းဖြည်းစိုးမိုးလာတော့တယ်။မောင်းလာတာနဲ့အမျှအစောကရထွန်းထားတဲ့ရင်းနေစင်းမင်းရဲ့ကလည်းပို့ပို့ပြီးတော့လင်းချိန်လာတော့တယ်။မကြခင်မှာဥခွန်ထွန်းလာအိမ်အပေါ်ထက်ကိုပြန်ထက်လာခဲ့တယ်။အိမ်ပေါ်ကိုရောက်တဲ့အခါအခန်းထောက်မှာထောင်ထားတဲ့ဇပွဲကုံဝိုင်းကိုရဲကောင်တို့ထိုင်နေတဲ့နေရာစီကိုရွှေ့ဖို့ပြင်ဆင်လိုက်တယ်။ဇပွဲကုံရဲ့အရွယ်စားတော်တော်လေးလေးရမို့တအူးတဲ့ရွှေ့ဖို့ခက်ခဲနေတယ်။အဲဒါကြောင့်ရဲကောင်က ဥခွန်ထွန်လာစီထသွားပြီးတော့စပွဲကုံကိုကူရှေ့ပြလိုက်တယ်။အဲဒီနောက်မှာတော့ဥခွန်ထွန်လာအိမ်အောက်ကိုဆင်းသွားတော့တယ်။မကြခင်မှာသမီးဖြစ်သူနဲ့အတူဟင်းခွက်ပကံလေးထည့်ထားတဲ့လင်မန်းကိုစီနဲ့တက်လာတော့တယ်။အဲဒီဟင်းခွက်ပကံလေးကိုစပွဲပေါ်မှာအစီချထားတယ်။အဲဒီနောက်သမီးဖြစ်သူတို့ရဲ့အိမ်အောက်ကိုပြန်ဆင်းသွားတော့တယ်။ပြန်တက်လာတဲ့အခါမှာတော့လက်ထဲမှာအိုးမဲပင်နေတဲ့ထမင်းအိုးတစ်လုံးပါလာတယ်။ထမင်းအိုးတွေကထမင်းတွေကိုဟင်းပကံလေးနဲ့အတူ ယူပြီးတက်လာခဲ့တယ်။ပကံအလွတ်တွေကိုလည်းခူးထဲတယ်။အာလောင်ပြီးဆုံးသွားတဲ့အခါဥခွန်ထွန်လာရဲကောင်တို့ ထမင်းစားဖို့ဖိတ်ခေါ်လိုက်တယ်။အဲဒါကြောင့်ရဲကောင်တို့ကလည်းဇပွဲပပတ်လဲမှဝိုင်းထိုင်လိုက်တယ်။ဇပွဲမှာရှိနေတဲ့ဟင်းအမေရိယာတိတ်ကိုစုံနေလာတယ်။ကဲစားကြဘာမှအားမနာနဲ့နော်။ဒီရဲ့ဧည့်သည်တွေကိုစားစီခြင်းလို့ဟင်းအမယ်တွေအများကြီးချက်ထားတာဒါတော့ဝက်သားစီပြန်ဒါအရွက်ဆုံးတော့ဒါစက်သားကြောင့်ဖို့ ။ဥက္ကထောင်းလာ ဟင်းခွက်တွေကိုလက်ညှိုးထိုးပြပြီးတော့တမျိုးချင်းစီပြောပြတယ်။ဟင်းခွက်တွေဆီရလာတဲ့အနက်နေရအရန်ကိုမှွေးချနေတယ်။အဲဒါကြောင့်ဗိုက်ဆာနေပြီဖြစ်တဲ့သူတို့ကပိုပြီးစာလောင်လာခဲ့တယ်။မှွေးချပြီးတော့တင်းပြက်နေတဲ့ဟင်းရက်နဲ့နေကြောင့်မုတ်ဆိုးဥဆိုင်ခွန်အားလွဲပြီးတော့ကျန်တဲ့သူတွေကကောင်းမဖော်တော့ဘဲနဲ့အာရပါရစားတော့ကြတယ်မုတ်ဆိုးဥဆိုင်ခွန်ကတော့တစုံတစ်ခုနှုတ်ကနေတူတူတိတ်တိတ်ရွှွန်နေတော့တယ် ဦးဆိုင်ခွန်စီကလှူရှားမှုမတွေ့ရမှုအပေါ်မော့ကြည့်လိုက်တဲ့ရဲကောင်ကအဲ့ဒီရာကိုမြင်တွေ့သွားတယ်။မိနစ်လောက်ကြာတော့အခြေအနေကရုပ်တရက်ပြောင်းလဲသွားတော့တယ်။လေပြင်းတိုက်ခတ်တံတွေကိုချလာရတယ်။နှစ်ထပ်ပြန်အောင်အင်းကြီးကလည်းတိတ်ငနေတုန်ခါသွားတော့တယ်။အဲ့ဒီချိန်မှာထမင်းငုံစားနေတဲ့ဆိုင်းသူရင်းတို့သုံးဦးစီကအဲ့အောသံတွေထွက်ပေါ်လာတော့တယ်။ရဲကောင်ကဟင်းခွက်ပကံတွေကိုငုံကြည့်တဲ့အခါအော့အန်ကျင်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုမြင်တွေ့လာရတယ်။ အသားဟင်းခွက်တွေထဲမှာသွေးတန်ရရဖြစ်နေတဲ့အသားစိမ့်တွေကိုတွေးပြီးတော့တချို့ဟင်းခွက်ထဲမှာလောက်စိလောက်စိဖြစ်နေတဲ့လောက်ကောင်တွေကိုတွေးရတယ်။အသေးရွက်ပကံထဲမှာတော့တင်းရွက်ခြောက်တွေပဲရှိတယ်။အဲ့ချိန်မှာဥခွန်ထွန်လာစီယာခြောက်ချားစရာကောင်တဲ့ရှီမောတန်ကြီးကိုကြားလိုက်ရတော့မှဟင်းခွက်ကံတွေကိုကြောင်ငင်းနေရဲရဲကောင်တို့ကအသိပြန်ဝင်လာတော့တယ်။အဲ့ဒီချိန်ကျမှပတ်ဝန်းကျင်ကိုတိချာတတိထားပြီးချိန်မိတယ် ရေနံစီမီးအိမ်နေရာမိစာမိငိမ့်သွားပြီဖြစ်ပြီးတော့အစားတော့ကတောက်ပြောင်နေတဲ့မိအိမ်ကလည်းမြစ်ပတ်ဟောင်းနှံသွားတယ်။ကောင်းမော်ကအင်ခေါမိုးကလည်းအပေါရဗရဝဖြစ်နေတဲ့အတွက်အိမ်ထဲကိုလှရောင်ဖြာချနေတယ်။ခိုင်ခဲလာတဲ့ထင်းနဲ့ကြမ်းခင်းကလည်းဟောင်းနှံဆွေးမြေ့သွားတယ်။တတရဲတရဲအမေတတရဲတရဲဥခွန်ထွန်လာကိုလှမ်းကြည့်တဲ့အခါခံညာတဲ့ဥပရိယုတ်စာကြောင်းမက်ဖွယ်ကောင်းတဲ့မျက်နှာကိုပြန်တွေးလိုက်တယ်။ သွေးမရှိသလိုဖြူပဲဖြူရွာဖြစ်နေတဲ့ပားပြင်ပေါ်မှာမျိုးလုံးတစ်ဖက်ကအထဲကိုခြိုင်ဝဲပြီးတော့နှီးရဲတောက်ပါနေတယ်။နှာခေါင်းကလည်းပြားကက်နေပြီးတော့နရွက်နှစ်ဖက်ကလည်းအယံကုတ်ကြီးမှပြီးတော့ဝက်တကောင်ရဲ့နရွက်နဲ့နည်းနည်းဆင်တူတယ်။ဥခွန်ထွန်လာရဲ့ပုံမှန်တံကိုတွေ့လိုက်ရရင် အောင်မင်းနဲ့ကြော်ခန့်ရှောင်ပြီးတော့အော်ဟစ်ကြတယ်။အောက်ကကောင်တွေတက်လာကြဟေးလူသားချို့ချို့စားအောင်မကောင်းဆိုးဝါးဥခွန်ထွန်လာရဲ့ကွဲအက်ဆူရှာတဲ့အော်ဟစ်တန်ကြောင့် အိမ်ပပက်လန်မှာလှောက်ရှားတဲ့နေထွက်ပေါ်လာတယ်။တစီတရဲရောက်လာပြီးပြေးကြဟိမုတ်ဆိုးဦးဆိုင်ခွန်ကတတိပေးအော်ဟစ်တာမို့ရဲကောင်တို့ကလည်းအနားမှာချထားတဲ့ကြောပိုးအိတ်တနက်ကိုကောက်ယူပြီးတော့အိမ်အောက်ထက်ကိုဆင်းချတယ်။လေကလေးတရဆွေးမြေ့ပြီးတော့ခြောင်လေးပြီးဖြစ်တာကြောင့်ဇလိဇလိအတန်မြင်နေတယ်။လေကလေးတေစီကမြင်နေတဲ့အတန်နဲ့ဥခွန်ချောင်းလာရဲ့ကျန်လောင်တဲ့ရေမောတန်တွေကတိတ်ဆိတ်နေတဲ့ပဝင်းချင်းကိုစုံညံသွားစေတော့တယ်။ လေကားချင်ရင်ကိုရောက်တဲ့အခါဥခွန်ထွန်လာရဲ့သမီးကိုတွေ့လိုက်တယ်။တိတ်မကြသေးခင်ကအလွန်တရာချောမောလှပတဲ့မိန်းကလေးကအခုကတွန့်လိန်နေတဲ့အရေပြာ အထဲကိုခြိုက်ဝင်တဲ့နီရဲတဲ့မျက်လုံးတကောင်လုံးဖြူနေတဲ့စပင်လေးကြောင့်စုံမတကောင်လုံးအရန်ကိုကြောက်စရာကောင်းနေတယ်။သူမရဲကောင်တို့စီကိုပြေးလာတယ်။အဲဒီခါရွှေကောင်ကလည်းအသင်းပြင်ထားတဲ့ rifle တနက်နဲ့ပြစ်ခတ်လိုက်တယ် ရဲကောင်ပြစ်ခတ်လိုက်တဲ့ကြည်စံသူမရဲ့ဘဲဘဲရှင်ဘက်ကိုသွားပြီးထိမှန်ပေမဲ့ဘာမှမဖြစ်ဖ ೇನೆ ကြည်စံမိခိုးငွေကိုဖျက်တယ်လို့ဖျက်ပြီးတော့နောက်ကျောဘက်ကပြင်အကောင်ကိုထိမှန်သွားတော့တယ်။အဲဒီနောက်ရှေးတန်နေရဥခွန်ထွန်လာစီကမဟုတ်တော့ဘဲနဲ့အဲ့ဒီမိန်းမကရှိမောလာခဲ့တယ်။တနက်နေ့ပြစ်လို့မရမသိတာမို့ရဲကောင်တို့ကထိတ်တဲရင်ဆိုင်ဖို့စိတ်မကူးဘဲနဲ့ထွက်ပြေးဖို့ပဲဆုံးဖြတ်လိုက်တယ်။ ချက်ဝင်းအပြင်ဘက်ကိုရောက်တဲ့အခါတစီတရဲမကောင်းဆိုးဝါးအများပြားကိုတွေ့လိုက်တယ်။သူတို့တွေကရှဲခေါင်လူစီကိုဥတီရှောင်လာကြတယ်။သူတို့ရဲ့ပုံစံလည်းစိတ်ညှို့ခံထားရသလိုခန္ဓာကိုယ်ကြီးတွေကအတောင့်လိုက်ဖြစ်နေတော့တယ်။ရှဲခေါင်လူရဲ့ခြေထဲနေရာအလာတော့ဝင်လာခဲ့တဲ့ရွာတကားရှိရာစီကိုဥတီကြတယ်။ရွာရဲ့အရှိန်မှာတော့မကောင်းဆိုးဝါးသုံးကောင်ကပိတ်ပြီးတော့ရန်နေကြတယ်။အဲ့ဒီမကောင်းဆိုးဝါးသုံးကောင်ကိုတိုက်ခိုက်ဖြတ်ကျော်ဖို့အချက်ပေးလိုက်တယ်။ ရဲကောင်ကသူ့ရှေ့မှာရန်နေတဲ့မကောင်းဆိုးဝါးကိုဝင်လုံးလိုက်တဲ့အခါမိကိုငွေကိုဝင်လုံးသလိုဖြတ်ပြီးတော့ရဲကောင်ကလည်းမကောင်းဆိုးဝါးကိုကြောက်ပြီးတော့မေပြင်းမောင်းကိုမှောက်ရဲလဲကြသွားတယ်။တခြားမကောင်းဆိုးဝါးနှစ်ဦးကိုဝင်လုံးနဲ့ဆိုင်းသူတွေနဲ့မုတ်ဆိုးဆိုင်းခွန်ကလည်းအဲ့လိုဖြစ်သွားတော့တယ်။အဲ့ဒီအချိန်မှာသူတို့မြင်ရတဲ့အရာတွေကပုံရိပ်ရောင်တွေဖြစ်တဲ့အကြောင်းသိတယ်။အဲဒါကြောင့်သူတို့ကမကောင်းဆိုးဝါးတွေကိုတိုက်ခိုက်ခြင်းမပြုဘဲနဲ့ရွာတကားဘက်ကိုရောက်အောင်သာအမြန်ပြေးထွက်ကြတယ်။ မကောင်းဆုံးဝါဥခွန်ချွန်လာနဲ့အပေါင်းပါရီယာရဲကောင်တို့နောက်ကနေပြေးလိုက်လာခဲ့တယ်။လိုက်ဟေးလိုက်ကြလူသားစားချင်မိအောင်လိုက်ကြဟိဥခွန်ချွန်လာရဲ့ညာတန်နဲ့အတူမကောင်းဆုံးဝါတွေကဒရတ်ချန်ပြေးလိုက်လာခဲ့တယ်။ရဲကောင်တို့ငါးဦးကလည်းမနာတဲ့ပြေးလာခဲ့တဲ့အခါနောက်ဆုံးမှရွာဝင်တကားပေါက်စီကိုရောက်သွားကြတယ်။ချက်ပေါက်ကိုရောက်ပြီးဖြစ်ပေမဲ့မနာပဲဆက်ပြေးရမို့ရွာစင်းရုံးနဲ့ခက်လန့်လန့်ကိုရောက်သွားတော့တယ်။ အဲ့လိုလျှောက်တဲ့အခါမှာရှဲကောင်ကနောက်ကိုလှည့်ချလိုက်တယ်။မကောင်းဆိုးဝါးတွေကရွာဝင်တကားဘက်ကိုလျှောက်တဲ့အခါဆက်မလိုက်ဖက်နဲ့ရှဲကောင်တို့ရက်ချီနေကြတယ်။သူတို့ရဲ့မျက်နှာတွေကိုတိတ်တိတ်ချာချာမမြင်ရပေမဲ့ထပ်ပြေးလွတ်မြောက်သွားတဲ့ရှဲကောင်တို့စိတ်ဆိုးထောသာထွက်နေလိမ့်မယ်ဖြစ်ကြအောင်ကောင်းကောင်းကြီးသိလိုက်တယ်။မကောင်းဆိုးဝါးတွေဆက်ပြီးမလိုက်တာမို့ရှဲကောင်တို့ကအပြည့်ရက်ဖို့ပြောလိုက်တယ်။အဲ့ဒီခါကျမှပဲအเจ้าတို့ပြီးဘောပန်းနေတာကိုသိလိုက်ကြတယ်။ မကောင်းဆုံးမတွေကနောက်ကလိုက်မလာတော့မှန်းသိတာမို့ဆက်မပြေးနိုင်တော့တဲ့သူတွေကအမောဆုပ်ပြီးတော့မြေကြီးပေါ်ကိုပြစ်ထိုင်ချလိုက်တော့တယ်။တော့ကြတဲ့အထိသူတို့ကစကားပြောဆိုခြင်းမရှိတောင်းဖို့လည်းထဲမှာထည့်ထားတဲ့ရေဘူးထဲမှာကျဲနေသေးတဲ့ရေကိုခွဲဝေတောက်သုံးတဲ့အခါမှာအမောပြေပြီးတော့စကားပြောနိုင်လာခဲ့တယ်။ရဲကောင်ကမုတ်ဆိုးဦးဆိုင်ခွန်နားမလည်တဲ့အမူအရာနဲ့ကြည့်ရှုလိုက်တယ်။အဲဒီခါမုတ်ဆိုးဦးဆိုင်ခွန်က အဲ့ဒီရွာကိုလိုနီခေတ်တုန်းကပလေယောဂါကြောင့်တရွာလုံးတည်ပြီးပြတ်သွားတဲ့ရွာပဲ။ကျုပ်တို့တွေ့မြင်ခဲ့ရတဲ့လူတွေကလည်းပလေယောဂါကြောင့်တည်ဆုံးခဲ့တဲ့သူတွေပဲ။ဦးဆိုင်ခွန်ရဲ့စကားကြောင့်အလောကအက်အောမှန်တက်သွားတော့တယ်။ရဲကောင်ကဒါဆိုသူတို့တွေကပရာလောကသားတွေဖြစ်ကြတယ်ဆိုတာဦးဆိုင်ခွန်ကအစောကတည်းကသိနေတာပေါ့။မြင်မြန်လိုက်ကြတယ်။အစောပိုင်းတော့ကစိတ်ထဲမှာမတိုးမတန့်ခံစားရပေမဲ့အတက်မသိသေးဘူး။ရွာတကြီးဦးခွန်ထွန်လာရွာနာမည်ပြောပြတော့မှ အဲ့ဒီရွာပရလောကသားတွေဖန်ဆင်းထားတဲ့အတူရောင်ပုံရိပ်တွေဖြစ်မှန်းသိလိုက်ရတာ။ဘာဖြစ်လို့လဲဆိုတော့ထိန်ဆိုတဲ့ရွာပလက်ယောဂါကြောင့်တရွာလုံးတည်ကြည်ပျက်စီးပြီးတော့ရွာပြတ်သွားတဲ့အကြောင်းဒီဒေသအလူတွေအားလုံးကြားဘူးနေကြရလေ။အုံဆိုင်ခွန်ကအဲ့လိုပြပြမှာထိန်ရွာပြတ်ခြင်းကြောင့်သိရတော့တယ်။သမင်းစားနေတဲ့ချိန်ဦးလေးရွတ်နေတဲ့ခါဒါဘာခါဒါလဲ။ရှမ်းစရာတွေအတုံးများတဲ့ပရလောကသားတွေဖန်ဆင်းထားတဲ့ပုံရိပ်ရောင်တွေကိုမူလအတိုင်းပြန်စေတဲ့ခါဒါအကွက် လမ်းလျှောက်ဖို့မဖြစ်နိုင်တာမို့ရဲကောင်တို့ကအဲ့ဒီနေရာမှာပဲမိုးလင်းပေါက်ထိုင်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီအတော်တွင်သူတို့ကမုတ်ဆိုးဥဆိုင်ခုံပြပြတဲ့တော်တွင်အတွေ့အကြုံတွေကိုစိတ်ဝင်စားနားထောင်ကြတယ်။မနက်ခင်းအလင်းရောင်ရောက်လာတဲ့အချိန်မှာသူတို့ကမုတ်ဆိုးဥဆိုင်ခုံရဲ့ရွာကိုလှည့်ပြန်ကြတယ်။အဲ့ဒီနေ့အဲ့ဒီအချိန်ကစပြီးတော့ကြော်ခန်းတဲ့အောင်မင်းတို့ကတောင်ကြီးကိုလာတိုင်းအမဲလိုက်သွားမဲ့အကြောင်းလုံးဝမပြောတော့။ပရိသတ်များရှင်ကျွန်မခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ စာရေးသူအယ်နိုင်ရေးသားထားတယ်။ရွာပြကြီးရဲ့ပရာလောကသားများဆိုတဲ့ဇလံကောင်းလေးပဲဖြစ်ပါတယ်။နောက်ဆက်အပေးခဲ့ကြတဲ့ပရိသတ်ကြီးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်ဇလံကောင်းများစွာကိုလည်းစောင့်မျှော်အပေးနားဆင်ပေးပါအောင်ရှင်။